ိုင်းအားလုံးပဲမင်္ဂလာပါဝီဒီနေ့ပြပေးမယ့်အထက်လေးကကြတော့ဒစိတ်လေးရ Diamond Crown ဒစိတ်လေးဖြစ်ပါတယ်ရှင် Diamond Crown ဒစိတ်2မီတာလုံးကြီးခွင်းလေးဖြစ်ပါတယ်နှစ်ခိုက်တမိုက်ပါပါတယ်အနံကြီးဖြစ်ပါတယ်ရှင်အစင်ကြီးလေးတွေရောအစင်စိတ်ကလေးတွေရောသူကမျှပြီးပါပါပါတာဖြစ်ပါတယ်ရှင်25လေးဒစိတ်ကိုအစင်ဆုံးရောင်းဆုံးလာပါတယ်ရှင် လက်လီတထဲဝေးရ2000ရောင်းပါတယ်ရှင်90ရည်စီ10ရည်စီတသက်ရှိပါတယ်25ရည်တစီစီလည်းတသက်ရှိပါတယ်ရှင်90ရည်စီဆိုရင်တော့ဝေးရ1800ရောင်းပါတယ်10ရည်စီဆိုလို့ရှင်တော့တထဲကို1800ရောင်းပါတယ်ရှင်25ရည်တစီဆိုလို့ရှင်တော့ဝေးရတထဲကို1800ရောင်းပါတယ် delivery ချက်ချက်ပို့တဲ့မျိုးတွေဆိုလို့ရှိရင်တော့ we are delivery fee ကိုတစ်ချက်တဝက်ကြခံပေးပါရရှင်အဲ delivery ချက်ချက်ပုံမှန်ဆိုတဲ့မျိုးတွေဆိုလို့ရှိရင်တော့25ရက်တစည်းစာယူလိုက်တာနဲ့ delivery free နဲ့အိမ်ရောက်ပို့ပေးပါရရှင်အိမ်ရောက်ငွေချေရပါရရှင် customer အသစ်တွေဆိုလို့ရှိရင်တော့ we are စာရန်1000တော့ကျူယူပါတယ် we စီမှာပထမဆုံးတစ်ခေါက်ဝယ်ပူးပြီးသွားပြီဆိုတာနဲ့နောက်ထပ်ဘယ်နှခါပဲဝယ်ဝယ် we စီမှာစာရန်လည်းပေးစရာမလိုပဲနဲ့အိမ်ရောက်ငွေချေအဲပို့ပေးပါရရှင် BX ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေရပါတယ် customer အသစ်ကိုစာရန်1000ကျူယူပါရရှင် ဝီရဲ့ဗီဒီယိုဖိုင်လေးတွေကိုခုမှစပြီးကြည့်ဦးတဲ့သူတွေဆိုလို့ရှိရင်လည်းဗီဒီယိုတိုင်းမှာဝီရအထားကြောင့်မလို့လက်လီလက်ကဘလို့ရောင်းပါတယ်ဆိုတဲ့အကြောင်းလေးကိုဟိုဗီဒီယိုတိုင်းမှာထည့်ပြီးပြောရချင်းဖြစ်ပါတယ်ရှင်။ဝီရဲ့ဗီဒီယိုဖိုင်လေးကိုအစအတင်းပြီးတော့စကြည့်တဲ့သူတွေဆိုလို့ရှိရင်တော့ပြောစရာမလိုဘူးသိတယ်ဆိုပေမဲ့အခုမှစပြီးတော့ဗီဒီယိုအဲတပုတ်ကိုစကြည့်မိတဲ့သူတွေကအစအကုန်သိအောင်လို့ဝီရဗီဒီယိုတိုင်းမှာထည့်ပြောရတာဖြစ်ပါတယ်ရှင်။ Diamond Crown တစ်စိတ်လေးရဲ့အသားကိုပြောမယ်ဆိုရင်တော့ तू ကတမူးအမြင်လိုင်းဖြစ်ပါတယ်။ तू ကတခြားတမူးတွေအမြင်လိုင်းဆိုပေမဲ့ तू ကဘာဖြစ်လို့2000 2000 2000မရောင်းတာလဲဆိုလို့ရှိရင်သူ့ရဲ့ဟိုဝီတို့ဝယ်ရင်းစေးပေါ့နော်။အိန္ဒိယနေတိုက်ရိုက်ဝယ်ရင်းစေးကိုဒီကနည်းနည်းလေးရောတာဖြစ်တဲ့ကြောင့်ဝီတို့ကတထဲကိုလက်လီတထဲကို2000နဲ့ရောင်းတာဖြစ်ပါတယ်ရှင်။အသားကတော့ကောင်းပါတယ်။ရေမြုံစေးခိုင်းလက်ရည်တမူး handmade စစ်စစ်ဖြစ်ပါတယ်ရှင်။ဘယ်ကုမ္ပဏီကထုတ်လဲဆိုလို့ရှိရင်တော့အိန္ဒိယကလေလာတဲ့ Paracat ကုမ္ပဏီပါ။ Paracat ဆိုပေမဲ့ तू က ဘယ်လိုပြောလို့ရလဲဆိုရင်ပင်ကွင်းတစိုက်ပေါ့နော်အဓိကကတော့ Barget Company ကပင်ကွင်းနဲ့နာမည်ကြီးခဲ့တာဆိုတဲ့အတွက်ကြောင့်မို့ပင်ကွင်းတစိုက်ကုမ္ပဏီကနေထုတ်တာဖြစ်ပါတယ်ရှင်ပင်ကွင်းတစိုက်ဆိုရင်လုံကြီးဝမ်းဆက်အကုန်ရရနော်နှစ်ခိုက်တစ်ထွားကြီးလည်းရတယ်အဲ့ဒီကုမ္ပဏီကနေပဲထုတ်တဲ့ Diamond Crown တစိုက်ဖြစ်ပါတယ်ရှင်ဒီအစင်းလေးဆိုတော်တော်လေးလှတယ်နော်အောက်ကနက်ပြရောင်လေးဒါပေမဲ့ဝီစီမှာအဲလိုချင်တယ်ဆိုလို့ရှင်တော့ဝီရလေအခုဒီမှာပြပေးထားတယ်ပုံလေးမှာပြပေးထားတယ်ဝီရဖုန်းနံပါတ်ကလေးက Viber 3နဲ့ အဲဘိုင်ယိုမှာလည်းလာပြီးတော့ဝီကိုအဲဝေယူအပီးလို့ရပါတယ်ရှင်ဝီရဲ့အထည်တွေကိုပေါ့နော်တမှုတွေတွေကိုပေါ့ပြီးတော့တမှုတွေတွေကပတ်သက်ပြီးတော့ဝီကနောက်ဒီ နောက်တည့်ရက်နှစ်ရက်လောက်ဆိုတော့ဝိစီကိုပစ္စည်းတွေရောက်ဖို့ရှိပါတယ်။လမ်းမှာကြန့်ကြန့်နေတဲ့အတွက်ကြောင့်မလို့အဲဘာပစ္စည်းတွေပါမလဲဆိုတော့ ROE ရောက်တဲ့အခါကျမှပဲဘာစိတ်တွေပါမလဲဆိုတော့ဝိအဲဗီဒီယိုဖိုင်လေးတွေလုတ်ပြီးတင်ပြီးသွားမှာဖြစ်ပါတယ်ရှင်။အခုကလောလောဆယ်တော့အဲဘယ်အထုပ်ကဝိစီကိုအရင်ရောက်မလဲဆိုတာမသိဘူး။ဝိစီကိုရောက်ဖို့အထုပ်တွေကတော့အများကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့ပါရှင်။နောက်တဲ့ဗီဒီယိုဖိုင်လေးတွေဆိုလို့ရှိရင်လည်း အစင်သစ်ကလေးတွေဒစိမ့်သစ်ကလေးနဲ့ဝီယာမိတ်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တပူးတဲ့နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ဝီယာအာမခံတဲ့ရောင်နဲ့ပြန်ရောက်မဲ့သူတွေအတွက်ဆိုလို့ရှိရင်ဝီစီမှာတဆင့်ပြန်ပြီးယူရောင်နဲ့အတွက်ကြောင့်မလို့တမူးတွေကြောင့်လုံးဝလုံးဝနာမည်မပြည့်စေရပါဘူးရှင်။ပြီးတော့တမူးမှာအဲပင်ရတမူးဖြစ်ပါတယ်။ဆိုင်ခွေးကကြတော့မြောင်းမြအေရီတိုင်းမြောင်းမြနေပဲဖြန့်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြန်တွေ့ပါဦးမယ်နော်။ဝီရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။